အစတော့ကိုကလည်းအော်ထွက်ပြေးနေထွက်ပြေးနေတော့ကွာကြည့်လိုက်တော့ဒီတိုင်းပဲစစ်ပေးဆောင်နေအောင်လို့ဒီ KK ပတ်ဆိုတာလည်းကိုကကြားဖြတ်ရဲ့နေရာမှမသိဘူးဟောကိုရီးယား resource တခုလိုပဲထင်တာအဲဒီနေ့မှာ KK ပတ် KK ပတ်ဆိုပြီးတော့တရင်တွေတက်လာတယ် online ဒီကြားဖြတ်နေကိုဝင်ပြီးတော့စီးတယ်ပေါ့နော် လုပ်ငန်းတွေကိုဝင်ပြီးတော့အာဖမ်းတယ်ပေါ့နော်အဲ့အချိန်မှာထွက်ပြေးလာတဲ့လူကြီးအတွက်ကိုကြည့်ရတာနဲတော့မှမလဲဘူးဟိုကိုထင်ထားတာကိုမျှော်လင့်ထားတာအများကြီးများတယ်ပေါ့နော် ပြီးတော့အဲ့မှာ comment တွေအရာတွေ့ရတာ comment တွေဖတ်ကြည့်ရခါမှာလေအဲအဲ့ဒီလူတွေကိုပေါ့အထဲမှာပိတ်လောင်ထားပြီးတော့ပေါ့နော်ဟိုဘယ်နဲ့ရောက်လိမ်ရမယ်ဆိုတော့သူတို့မှ target ရှိတယ်ပေါ့ target မပြည့်လို့ရှိရင်ထမင်းမကြွေရတော့ဟိုရိုက်နှက်ပြီးတော့နှိပ်ဆက်တာတော့အဲ့လိုမျိုးတွေလုပ်တယ်လို့လည်းအဲသိရတယ်ပေါ့နော်အဲ့လိုထွက်ပြေးနေတဲ့လူတွေကိုတော့မတနာဘူးဘာလို့မတနာရလဲဆိုတော့သူတို့အကြောင်းဘဝပြတ်သွားတယ်မိသားစုတွေအများကြီးနော်တချို့ကြတော့လေဘာမှမသိလို့ အလုတ်ခေါ်စာတွေးလို့တွားလျှောက်လိုက်ရာနေဟိုရောက်တော့မှကြားဖြတ်မှန်းသိနေရပြန်ထွက်လို့လည်းမရတော့အဲ့လိုမျိုးလုံနေရလူရှိတယ်။အဲ့ဒါနဲ့လူတယောက်ကိုလိန်ပြီးဆိုရင်အဲ့လူကသူစိတ်ပိုင်းဆိုင်ရာအရာဆိုလို့ရှိရင်သူ့ရဲ့အုံနောက်မှာစိတ်ဖိစီးမှုဖြစ်ပေါ်တယ်။အဲ့တော့လူပေါင်းများစွာကိုလိန်နေရတဲ့သူဆိုရင်သူလည်းဖြစ်မှာပဲ။ပြီးတော့သူတို့မှာအဲ့လိုမျိုးအယောင်ဆောင် identity တစ်ခုပေါ့နော်။ဟာနှင်းနှင်းဆိုနှင်းနှင်းဖြူဖြူဆိုဖြူဖြူအဲ तू ကအသက်ဘလောက်နော်ဘယ်မျိုးမှနေတယ်ဘယ်လိုဓာတ်ပုံလေးနဲ့ profile နဲ့သူတို့အယောင်ဆောင် identity တစ်ခုပေးထားပြီးသား တော့သူတို့ကတကယ်လူရင်းရဲ့ပုံစံဖြောက်ပြီးတော့အယောင်ဆောင် identity တစ်ခုနဲ့နေရတာပေါ့နော်လူပေါင်းများစွာလည်းရတာအဲ့တော့သူတို့ပေးထားတဲ့ target မပြည့်ရင်လည်းထမင်းမကြွေးတာရိုက်တာတွေရှိတယ်အဲ့တော့တချို့မိရတွေကလည်းအဲငါသားသမီး software company မှာလုံလုံနေတယ်ဆိုပြီးတော့အထင်မကြီးလိုက်နဲ့နော်အဲကြားဖြန့်ခိုင်းနဲ့ရောက်နေတာတချို့ကြားဖြန့်နေဆိုရင်ဒီရန်ကုန်မြို့ရဲ့နာမည်ကြီးရဲ့ time city လို့လိုမျိုးနေရာတွေမှာရုံးခန်းဖွင့်ပြီးတော့ interview ခေါ်တာ အတချို့တွေကဘယ်လိုထင်လဲဆိုတော့အာဒီလိုတိုင်းစီးတီးလိုနေရာမျိုးမာတော့မှာရုံငန်းယူဖွင့်ထားရပဲဒါလိန်နဲ့ကုမ္ပဏီမဟုတ်တော့ဘူးဒါပေမဲ့တကယ်တမ်းသူတို့ကအဲ့ဒီရုံငန်းကိုနှစ်ချီစာချုပ်ထုတ်ထားတာမဟုတ်ဘူးအဲ့ဒီနှစ်အင်တာဗျူးခေါ်ဖို့အတွက်ဒီလိုရက်ပိုင်းလိုအချိန်ပိုင်းလိုနဲ့ meeting room ပုံစံမျိုးငှားထားတာပြောရမယ်ဆို hourly charges နဲ့ငှားထားတာပေါ့နော်အဲ့တော့အလုံးချောင်းမယ်ဆိုရင်ဒီကိစ္စကလေးတွေနံပါတ်1အလုံးရဲ့ကုမ္ပဏီနာမည်ကိုမေးပါ ပြီးအဲ့ကုမ္ပဏီဒီတရားဝင်မှတ်ပုံတင်လာခြင်းရှိမရှိဒိုက်ကာရဲ့ website မှာဝင်ကြည့်လို့ရတယ်အော် Dika website က dica.dika.myco.com ဆိုရင်ဒီ internet မှာထွက်လာတယ်။ကိုအလုပ်သွားရှောက်မဲ့ကုမ္ပဏီကဒီ Dika မှာ listed ကုမ္ပဏီဖြစ်မဖြစ်ကြည့်လို့ရတယ်။ထပ်ပြီးကြည့်လို့ရတာအဲ့ဒီကုမ္ပဏီက register က active ဖြစ်နေလား။ဒါမှမဟုတ်လို့ရှိရင် तू က strike off ဖြစ်သွားပြီလားပေါ့နော်။ဖြတ်သိမ်းသွားပြီလား။ န်နကုနဲ့ကတီထောင်တာလေအရင်တော့ဆိုရင်အဲ့ဒီကုမ္ပဏီမှာ driver list တွေအစားရုံငန်းလိပ်စာအဆုံးရှာလို့ရတယ်အခုနောက်ပိုင်းတော့အဲ့ driver list တွေရုံမဖော်ပြတော့ဘောနော်အဲ့တော့အဲ့ဒီနည်းနဲ့သိနိုင်တယ်ကုမ္ပဏီမှာ website ရှိလားအဲ့ website က address နဲ့ကိုကုတကယ် interview သွားဖြစ်တဲ့ address ကရောတူနေလားကုမ္ပဏီမှာတခြား facebook တွေ tiktok တွေရောရှိလားအဲ့ဒီမှာဖော်ပြထားတဲ့အဲဒီဒီလူတွေပေါ့နော်ဟိုအကြောင်းအရာတစ်ခုကိုတင်ဆက်တဲ့လူတွေအဲပြပြတဲ့လူတွေကကိုကိုအခု interview ရတဲ့လူတွေနဲ့ရော တူသလားပေါ့ပြီးတော့အဓိကလိပ်စာပေါ့နော်ဟောလိပ်စာကဟိုဒီ Google Map မှာလည်းရှာကြည့်လို့ရတယ် website ကနေဝယ်ရတဲ့ပစ္စည်းဆိုလို့ရှိရင်စက်ရုံလိပ်စာတို့ရုံးငန်းလိပ်စာတို့ register star number ကိုမပေးထားဘူးဆိုလို့ရှိရင်မယုံအဲ့စက်ရုံလိပ်စာရုံးငန်းလိပ်စာ Facebook address website address အဲ့ဒါမှန်နေအောင်မှတကယ်သူတို့နိုင်ငံမှာ register ပေါက်နေလားဥမာအပြင်မြန်မာမှာဆိုလို့ရှိရင်လည်းလုပ်ငန်း license နဲ့အများကြီးရှိရကွာတချို့ဟာရဲ့ CV မှာစစ်လို့ရတယ်တချို့ဟာကဒါက website မှာစစ်လို့ရတယ်တချို့ဟာ UMCCI မှာအသင်းဝင်ထားရဆိုလဲ UMCCI ကိုစစ်လို့ရတယ်တချို့ဟာရဲ့စီးပွားကူတန်းမှာစစ်လို့ရတယ်အဲ့လုပ်ငန်းမျိုးစားပေါ်မှာမူတည်ပြီးတော့ CV ကိုမှတ်ပုံတင်ရတဲ့လုပ်ငန်းတွေရှိတယ်ဒါကမှတ်ပုံတင်ရတဲ့လုပ်ငန်းတွေရှိတယ်စီးပွားကူတန်းမှတ်ပုံတင်ရတဲ့လုပ်ငန်းတွေရှိတယ် UMCCI ရဲ့ဒီကုန်သည်ညီနောင်အသင်းတွေမှာ အာ member ဝင်ထားတဲ့ဟာမျိုးရှိတယ်အဲ့လိုမျိုးတွေနဲ့ like ကြည့်လို့ရတယ်ခွာအရင်မနှုံနဲ့ဟိုတနေ့ရဆိုလဲတွေးလိုက်တယ်ဗါလဲ time မှာနဲ့အိမ်ပြန်မိုးတယ်9:55ထွက်မဲ့လေရင်ဝင်9:14မှာတဲ့ boarding gate ကိုရောက်လို့လည်းမပါပဲကြံသွားတယ်ဟာ international ဒီ flight တွေမှာဆိုအနည်းဆုံးထွက်ခွာမဲ့အချိန်အချိန်ထက် နှစ်နာရီစောပြီးတော့လေစိတ်ကိုရောက်အောင်မယ်ဆိုတော့မသိတာလားပေါ့နော်ဥပမာခုနှစ်နာရီလေးရင်ဆိုရင်ငါးနာရီလောက်ထဲရောက်နေရမယ်။ဘာလို့ဆိုတော့ boarding ကတနည်းတနည်းအဝေးเนาะဟိုတခိုးဘက်သူနာဘူမီဆိုလို့ရှိရင်ဟိုးဘက်ထောင်ဆောင်ကနေစီးရဝေးမဝေးရှယ်ဝေးတခါလေကျရင် gate တွေကပျောက်နေတာတို့ LCD မှာ gate နံပါတ်ပြပြီးမှ gate နံပါတ်ချိန်သွားတာတို့အများကြီးပဲပေါ့နော်။အဲ့တော့မသိရင်မေးပါမနှုံပါနဲ့။မဟုတ်တဲ့နေရာတွေမှာတော့လေ့လာမှုအရင်အားကောင်းပြီးတော့ ဟိုကိုကဘယ်လိုအလုပ်ကိုသွားလုပ်ရမှာလဲအဲ့ဒီကုမ္ပဏီကတကယ် register ရှိတာလားအဲ့အဲ့ဒီသူ့ရဲ့ website ကဘာလဲအဲ agent ကဘာလဲအဲ့လိုမေးသိမေးလိုက်တာလေမေးကြပါဟိုတယ်လောက time မှာလဲ agent နေနော်ဘိုက်ရိုက်မယ်ဆိုပြီးတော့ခေါ်ပြီးတော့မှအဖက်ခံရတယ်အများကြီးပဲလူအများစုကနေငယ်ထွက်ခွာနေရတာဖြစ်တဲ့အတွက်ကြောင့် ဟိုနိုင်ငံသားမှလည်းအဆင်မပြေတာတွေကများပါတယ်။သတိထားဖို့ပြောချင်တာဖြစ်ပါတယ်ရှင်။မြန်မာတွေကနိုင်ငံသားရောက်ပြီဆိုလို့ရှင်လည်းကိုယ့်လူမျိုးချင်းချင်းချစ်ခင်စီယုံမိတယောက်နဲ့တယောက်ဖေးမကူညီဖို့လည်းပြောချင်တယ်။ကြားဖြတ်လုပ်တဲ့သူတွေကလည်းတနည်းနဲ့တစ်ချိန်ချိန်မှာဒီအကုတို့ဒီဒီအရေးမဲသည်နော်။အဲကိုယ့်ရဲ့နောက်ကိုလိုက်လာမှဖြစ်တဲ့အတွက်ကြားဖြတ်ဒဲကိုရောက်နေတဲ့ဆိုရင်လည်းအမြန်ဆုံးရုန်းထွက်နိုင်ကြပါစေလို့ဆန္ဒပြပါရှင်။